ဗမာပရင်းရှင်တွေကနေပြန်လဲကြိုးဆိုးလိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ကနေ့စဉ်ခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့တိုင်းကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒီနေ့မှာတော့อืมတာမန်ယုံကြည်မှုနဲ့မတူဘဲနဲ့ပို့ပြီးတော့ဆွမ်းအားပြည့်ဝတဲ့ယုံကြည်မှုတစ်မျိုးအကြောင်းကိုအတူတူလေ့လာသွားကြမှာပါ။အကြောင်းအရာကိုမစားခင်မှာဗမာပရင်း channel ကို subscribe လေးတော့လုပ်ထားပြဖို့မမေ့နဲ့နော်။ဒီစကားကတကယ့်ကိုစဉ်းစားစရာဗျာ။အတိတ်တွေကပါလဲဆိုတော့စစ်မှန်တဲ့ယုံကြည်မှုဆိုတာကလေအတန်ကျဲကျဲနဲ့អော်ဟစ်ကျင်ညာနေစရာမလိုဘူးတဲ့။ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ကိုဘဒူလဲဆိုတာအတွက်ပေါ့တခြားသူတွေစီကခွင့်ပြုချက်တောင်းနေတာကိုရက်လိုက်တဲ့အချိန်မှာအလိုလိုပေါ်လာတာမျိုးတယ်။ဒါကအပြင်ပါအတွက်ဟန်ပြလွတ်နေတာမဟုတ်ဘူး။အတွင်းစိတ်ကနေတိတ်တိတ်လေးယိုစိမ့်ထွက်လာတဲ့စွာတစ်ခုပါပဲ။ကဲ။ဒါဆိုရင် the dangerous confidence ရပါလေ။ဘာလို့ဆိုရလဲဆိုတော့အတူတူစပီလီလာကြည့်ကြအောင်။ဒါကကိုတန်ဘိုကပြင်လောကမှာလိုက်မရှာတော့ပဲကိုအတွင်းစိတ်မှာပဲရှာဖွေတွေ့ရှိသွားတဲ့တိတ်စိတ်တဲ့ဒေါ်လာရင်းတစ်ခုလို့ပြောလို့ရပါတယ်။ဆိုတော့ ီယုံကြည်မှုဆိုတာကကိုယ်တံပိုးကို ကိုတိနေဖို့တခြားသူတွေရဲ့လက်ခုတံကိုစောင့်နေဆံမလို့ရာကို ပြောရပါချီးကျူးမှုတွေအတိမတ်ပြုမှုတွေကအပြင်ကလာရာမဟုတ်ဘဲကိုယ်အတွင်းစိတ်ကနေပဲထွက်ပေါ်လာတာမျိုးပေါ့ကိုကိုကိုတဲတိမ်သွားအောင်မလို့ဘဲကိုယ့်ရဲ့ဖြစ်တည်မှုအပြူဝါနဲ့ရေရေဝံဝံယက်တီရတာမျိုးကိုဆလိုတာပါအရေးကြီးတာတစ်ခုကစိတ်မှန်လဲယုံကြည်မှုနဲ့မာနဒီနှစ်ခုကိုခွဲခြားသိဖို့လိုပါတယ်မာနကကြတော့ ငါကမင်းထက်တာတယ်ဆိုပြီးအမလဲနာနှိုင်းရှင်နေတာယုံကြည်မှုကတော့အဲ့လိုမဟုတ်ဘူးငါဟာငါဖြစ်နေတာနဲ့ပျော်လဲအဆင်ပြေတယ်ဆိုတဲ့ခံစားချက်မျိုးပါတွေ့လားတခုကပြန်ဆိုင်ခြင်းတဲ့စစ်ကလာတယ်နောက်တခုကတော့ကိုယ့်ကိုယ်ကိုလက်ခံခြင်းကနေလာတာပါဟုတ်ပြီဒါဆိုယုံကြည်မှုရဲ့အခြေခံအုံမြစ်ကဘယ်မှာရှိတယ်ကိုယ်အတွင်းစိတ်မှာပဲရှိပါတယ်ဒါကတခြားသူတွေစီကတောင်းယူလို့ရတဲ့အရာမဟုတ်ဘူးလေကိုကိုကိုတန်ဖိုးထားကို့ ိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရမယ့်အရာတစ်ခုပါအဲဒီတော့ကိုကိုကိုလေးစားမှုကိုဘယ်လိုတည်ဆောက်မလဲဒီမှာလက်တွေ့ကြတဲ့အဆင့်၃ဆင့်ရှိပါတယ်ပထမဆုံးတစ်ဆင့်ကတော့တခြားသူတွေရဲ့အတိအမှတ်ပြမှုကိုလိုက်ရှာနေတာကိုရက်လိုက်ပါဒုတိယအဆင့်ကကိုကိုကိုအတိအမှတ်ပြမှုပြန်ပေးပါနောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ကိုယ်ပေါ်ထားတဲ့ကိုယ့်ရဲ့အမြင်ကသာအရေးကြီးဆုံးပဲဆိုတာကိုဆုံးဖြတ်ချက်ချလိုက်ဖို့ပါပဲဒီစကားကအယမ်းမှန်တယ် ယုံကြည်မှုစစ်စစ်ဆိုတာကလေကိုကပြပြဆုံနေမှရတာမဟုတ်ဘူးကိုမအားနေချက်ဒီရှိနိုင်တယ်အမားတွေလုံးမိနိုင်တယ်ဒါပေမဲ့အဲ့ဒါတွေရှိနေရင်တော့မှကိုဟာလေးစားမှုနဲ့ထိုက်တန်တယ်ဆိုတော့ကို နားလေသွားတဲ့အခါမှာတကယ့်ယုံကြည်မှုကဖြစ်ပေါ်လာတာပါကဲနောက်တစ်ဆင့်ကိုဆက်သွားကြည့်အောင်ဒီအပိုင်းမှာတော့ယုံကြည်မှုဆိုတာစိတ်ကူးထဲမှာပဲတီဆောက်နေလို့မရဘူးလက်တွေ့လုံဆောင်ခြင်းကနေပဲရရှိလာတယ်ဆိုတာကိုရှင်းပြသွားမှာပါ တိုးတက်မှုဆိုတာကိုတစ်တောင့်တက်တာဖြစ်နေတဲ့နေရာကနေစတင်တာမှာဟုတ်ဘူးတဲ့တကယ်အတိတ်ပဲရှိတဲ့အောင်မြင်မှုတွေကကိုယ့်ရဲ့ comfort zone လို့ခေါ်တဲ့နေရာရဲ့အပြင်ဘက်မှာပဲရှိနေတာတာပါယုံကြည်မှုဆိုတာကြောသားနဲ့တူတူတူပါတယ်သုံးလေးသားမှလေးပါပဲနေ့တိုင်းကိုယ့်ကိုယ်ကိုစင်ခေါ်တယ်လို့သေးသေးလေးတွေတစ်ခုလောက်လုပ်သွားပေးုံနဲ့ယုံကြည်မှုကိုတဖြည်းဖြည်းတည်ဆောက်သွားနိုင်မှလည်းပါတယ်ဒါကြောင့်မှချရမှာကယုံကြည်မှုကိုစိတ်ကူးနဲ့တည်ဆောက်လို့မရဘူးလက်တွေ့လုပ်ပြီးမှရတာပြီးတော့လေအမားလုံးမိမှကိုမကြောက်ပါနဲ့ အမားလုံးမိတယ်ဆိုတာအားနည်းလို့မဟုတ်ဘူးကိုယ်တိုင်ပါဝင်စူးစမ်းနေတယ်ဆိုတဲ့သက်စီပဲဘဝဆိုတာကလောက်ဆောင်တဲ့သူတွေကိုပဲဆုချတတ်တာပါချီတုံချီတုံဖြစ်နေတဲ့သူတွေကိုမဟုတ်ပါဘူး Okay နောက်တစ်ဆင့်ကတော့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပါဖီအာရီအောက်မှာစိတ်ကိုဘလို့တီတီငြိမ်ငြိမ်ထားမလဲဆိုတာကိုလေ့လာသွားကြပါမယ်ဒီမိခွန်းလေးကို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 တစ်ချက်လောက်မေးကြည့်ပါဖီအားရဲကြုံလာတဲ့အခါမှာထိတ်လန့်တကြားဖြစ်သွားတတ်လားဒါမှမဟုတ်ခဏလေးရက်ပြီးစဉ်းစားတတ်တလား အဲ့ဒီခဏရက်တန့်ခြင်းမှာတကယ်ကိုစွမ်းအားတွေရှိနေပါတယ်။ဟုတ်ပါတယ်။မတုံ့ပြန်ခင်ခဏလေးရက်တန့်နိုင်တဲ့စွမ်းရည်အဲ့လာဟာထိန်းချုပ်ထားတဲ့တုံ့ပြန်မှုနဲ့ပယံပရာထူထားတဲ့တုံ့ပြန်မှုကြားကအဓိကခြားနားချက်ပဲ။တကယ်ခွန်အားကအဲ့ဒီခဏတာရက်တန့်ခြင်းလေးမှာပဲရှိနေတာပါ။ဒါဆိုစိတ်ပြီးစီးမှုတွေကြုံလာရင်ဘာလို့မလဲ။ဒီနီလန်တုံးကိုအသုံးကြည့်လို့ရပါတယ်။နံပါတ်1ကိုယ်ကဘာကဖိအားပေးနေလဲဆိုတာကိုအရင်ဆုံးသတိထားလိုက်ပါ။နံပါတ်2အတက်ကိုဖိဖိနဲ့မမှန်ရှူပြီးတော့စိတ်ကိုငြိမ်အောင်လုပ်ပါ နောက်ဆုံးနံပါတ်3ကတော့ကိုမထိန်ချုံနိုင်တဲ့အရာတွေကိုလွတ်ချပြီးကိုလုံးနိုင်တဲ့အရာပေါ်မှာပဲအာရုံစိုက်လိုက်ပါဒီစကားကတကယ်ကိုမတားဆရာပဲအခန်းတခန်းထားမှာအတင်းငိမ်ဆုံးလူဟာများသောအားဖြင့်အစွားထက်ဆုံးဖိလိရှိတယ်ဘာလို့လဲဆိုတော့သူတို့ဟာတခြားသူမဟုတ်ပဲကိုကိုကိုကျွမ်းကျင်စွာထိန်ချုံနိုင်လို့ပါပဲတကယ်စွားဆိုတာအဲ့ဒါပါပဲ ကဲအခုဆိုရင်တော့ဤကုန်းပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့ယုံကြည်မှုကိုတိဆောက်တဲ့အဆင့်ကနေယုံကြည်မှုနဲ့အတူဘဝကိုရှင်သန်နေခိုင်တဲ့အဆင့်စီကိုဘလို့ကူးပြောင်းမလဲဆိုတာကိုပြောပြတော့ပါတော့မယ်အဓိကမှတ်ထားရမယ့်ချက်ကတော့လေယုံကြည်မှုဆိုတာတနေ့နေ့မှာခံစားရဖို့အထိုင်ဆောင်နေရတဲ့အရာမဟုတ်ပါဘူးဒါဟာနေစင်းနေမြကိုလိုက်ရွေးချယ်တဲ့ရှင်သန်ရမယ့်ဘဝအနေထိုင်မှု ပုံစံတစ်ခုပဲဖြစ်ပါတယ်ဒီတင်ဆက်မှုကိုဒီမေခုံးလေးတစ်ခုနဲ့ပဲအဆုံးသတ်ပါစေတကယ်လို့များ တခြားသူတွေရဲ့ခွင့်ပြုချက်ကိုစောင့်မနေတော့ဘူးဆိုရင်ဘာတွေများလှုပ်ဆောင်ထင်မလဲဒီအကြောင်းလေးကိုခုဘတာကိုတင်စင်စရင်းနဲ့အခုတင်ဆက်ပေးသွားတာကိုကြိုက်နေတဲ့တဲ့ဆိုရင် like လေးပေးပြီးကိုယ့်ရဲ့ငင်းတွေကိုလည်း comment မှာရေးပေးသွားပါအောင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်ဆောင်ကြပါမယ်